င်္ဂလာပါဘီရင်ပြည်သက်များခင်ဗျာဒီနေ့ဆွေးနွေးခဲ့တဲ့ကျွန်တော်ဖိကော်တာကတော့ CDM ဘုရင်လင်းထောင်ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာတော့ဒီနေ့ကျင်းပမဲ့ကျွန်တော်နေ့၈၀ပြည့်တပ်ပတော်နေ့အကြောင်းပေါ့နော်ဘာတွေထူးခြားနေတယ်လဲဘယ်လိုမြင်တယ်လဲပေါ့ဒီကြောင်းဆွေးနွေးတော့ဖြစ်ပါတယ်ဗျဟောမင်္ဂလာပါဘုရင်လင်းထောင်မင်္ဂလာပါဗျာဟုတ်ကဲ့ဆိုတော့ဒီ29မလ29မှာထူးဆန်းတိုင်းအခုကတော့နေ့၈၀ပြည့်ပေါ့ဗျာနော်ဟောတပ်မတော်နေ့ဒါအများခေါ်တာကတော့ဖက်စစ်တွန်လိုင်းနေပေါ့နော်စစ်တပ်တော်တပ်မတော်နေ့ပြည့် ကျင့်ပါမယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့မနေ့ကလိုပဲညဘက်မှာပဲကျင့်ပါမလားကျင့်ပါမယ်ချင်းနေနဲ့ပတ်သက်ပြီးဘယ်လိုများသိရလဲဟုတ်အညဘက်ပဲကျင့်ပါမှာပါအာကျွန်တော်တို့အခုသိထားသလားညဘက်ပဲကျင့်ပါမယ်ဒါမင်းအောင်လိုက်ပဲတက်မယ်ပေါ့နော်မင်းအောင်လိုက်ပဲတက်မယ်အဲ့အတွက်လည်းသူတို့ရိုက်ကူးရေးပုံစံတွေပါတွေကသာကြိုပြီးတော့ပြင်ထားတာတွေတွေ့ရတယ်အာနောက်ပြီးတော့ဒီရဲ့ပိုင်းမှာဆိုရင်အာသူတို့ဒီညိကိုတို့ပါလို့လာပြီးတော့စစ်တဲ့အချိန်မှာမကြိုက်လို့ဆိုပြီးတော့ထထခါခါပြန်ပြီးတော့ဆေးပြောက်ပြန်လျှောက်ခိုင်းတဲ့အခြေအနေတွေအာကျွန်တော်တို့ကြားသိထားရတယ်နောက်ပြီးတော့ ဟိုဟာသူတို့အခုလောဆယ်သွားထားတဲ့နိုင်ငံတွေရဆိုဘီလာရုကကာကွယ်ရေးဝန်ကြီးလို့လူမျိုးတွေဟိုဟာတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ထားတယ်ဆိုတာလည်းကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့အာအခုကတော့ဒီပြီးခဲ့တဲ့နှစ်ကစပြီးညနေပိုင်းညဘက်ပေါ့နော်ညဘက်ကိုပြောင်းပြီးတော့ကျင်းပဒါဒီနှစ်လည်းဒီတိုင်းပဲကျင်းပမယ်လို့တော့ကျွန်တော်သိထားတယ်အခုကတော့အာသူတို့အနေနဲ့ငကိုပုံစံတိုင်းလေးရင်တွေဘာတွေပေါ့နော်ရဟတ်ရင်တွေဘာတွေတော့ပါမယ်အာဟိုအရင် introductory အကြီးကျယ်ပေါ့နော်အဲ့လိုပြောင်းလဲသွားမဲ့ ပုံစံတစ်ခုတော့မရှိဘူး။ပုံမှန်ပြနေကြတာကိုပဲဟောတော့အရင်နှစ်ကထက်တော့အင်အားနည်းနည်းပိုများမယ်ပေါ့နော်။အဲဒါကတော့စစ်မှုတန်းတွေနောက်ပြီးတော့တခြားသောဥစ္စာတွေကိုဝင်ပြီးတော့ရှောက်ခိုင်းမဲ့အခြေအနေရှိတဲ့အတွက်အင်အားတော့နည်းနည်းလေးပိုများတဲ့အောင်ဖြစ်သွားမယ်လို့ပြောလို့ရတယ်။ဟုတ်ကဲ့။အခုနဗီရာရုတိုးလာပါဗျာ။အရင်ရုရှားတက်တယ်။တရုတ်တက်မှထင်တယ်နော်။တော်တော်အနောက်နိုင်ငံတွေတော်များတော့မတက်ကြဘူး။ကျွန်တော်ဆိုရပါဗျာဒီဟာကတမန်ကျောင်းရတော့ကျွန်တော်အရင်ပွားပွဲရှိတော့ဗောနော်တက်မလို့နေလာတယ် ဟိုလိုင်းနေလားဘာပြောပြောဒီဟာကဟိုအဓိကတော့သူဟိုစစ်ရှုံးနေတဲ့စစ်သားတွေကိုစစ်တပ်တက်ကြွလာအောင်လုပ်တော့ဘောနော်ဆိုဘယ်လိုထင်လဲတက်ကြွစစ်တပ်တစုတွေကတက်ကြွလာနေတာစစ်သားတွေကျွန်တော်တော့အများကြီးတော့မထင်ပါဘူးသူတို့ကတော့အခုနောက်ပိုင်းမှာဒီ main online တို့အနေနဲ့ကတော့သူတို့ဒီ2023ထဲမှာစစ်ကတောက်လျှောက်ကိုရှုံးလာအောင်2024အထိကိုလည်းလာပြီးကူးဆက်နေရတယ်လည်းတွေ့ရအဲ့တော့ဟိုတောက်လျှောက်ကိုရှုံးနေဆိုတဲ့အချိန်မှာအာသူတို့ကိုယ်တိုင်ဘောနော်ဒီ စစ်တပ်ထဲကနေပြီးတော့ဝေဖန်မှုတွေတောက်လျှောက်မြင့်တက်လာတာကိုလည်းတွေ့ရတယ်။အာသူတို့ရဲ့ဖောက်ခံသူတွေကိုယ်တိုင်သူတို့ကိုတောက်လျှောက်ဝေဖန်တယ်။အာနောက်ပြီးတော့သူတို့စစ်တပ်အတွင်းမှာတော့မှအာသူတို့ကိုဝေဖန်တဲ့အခြေအနေရှိလာတဲ့အတွက်ပြောရမယ်ဆိုရင်စိတ်သက်ပိုင်းဆိုင်ရာကိုတော့အာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့တီဆောက်နေတဲ့အခြေအနေတစ်ခုကိုတော့ကျွန်တော်တို့ဒါလေးကိုတွေ့ရတယ်။အခုဒီစီးပြကလည်းအဲ့လိုကြီးထိသွားနိုင်မလားဆိုရင်တော့စိတ်သက်ပိုင်းဆိုင်ရာပြန်မြင့်တင်မယ်ထိသွားနိုင်မလားဆိုရင်တော့ကျွန်တော်ကတော့မထင်မထင်သေးပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ရဲ့အခုလောဆယ်စိတ်တက်ပြပြနေတဲ့အခြေအနေတခုကစစ်ရေးပြကရလာမယ်ခွန်အားကနေပြစိတ်တက်ဖြစ်ပြန်လည်ပြောင်းလဲနိုင်မယ်အခြေအနေတခုမရှိပါဘူးဒါကဟိုဘာလို့ပုံမှန်ပြနေတာအာအခမ်းအနားတခုသာဖြစ်တယ်အာစစ်စစ်တပ်ရဲ့ဒီစစ်ရေးပြကိုကြည့်ပြီးတော့ဘလူတွေပြောင်းလဲသွားတာဘလူတွေဖြစ်သွားတာငါတို့တော့အာငါတို့စစ်တပ်ကြီးကတော့ဘလူတွေဖြစ်နေပါပြီဆိုတဲ့ပုံစံကြီးတခုဆိုတာထက်အာဒီစေးပြအတွင်းမှာဘာပြဿနာတွေရှိလဲအာဒီလိုတွေဟိုမှာဖြစ်ဖို့အတွက်ဘလူတွေလောက်ထားတယ်ဘာညာတွေကဆိုစစ်တပ်အတွင်းကသူတွေက အာကောင်းကောင်းပို့တည်ပါအဲ့တော့ဟိုလက်ရှိဒီပေါ့နော်တို့ဒီ28ရက်နေ့စီးအပြအတွက်ကစီးအပြကနေပြီးတော့တို့စစ်တပ်ရဲ့လက်ရှိပြောင်းလဲနေတဲ့ဟိုစိတ်တက်ကြီးတစ်ခုလောက်ကိုပြောင်းလဲနိုင်မယ့်အခြေအနေကတော့ရှိသေးပါဦးပဲကျွန်တော်တို့မြင်နေဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုစစ်တပ်ကပုံမှန်ဒီနေ့တစ်ခါလုပ်တော့ဗျာဆိုတော့မနေ့ရက်နဲ့ဒီနေ့ဘယ်လိုတိုးတက်လာသလဲဘယ်လိုဆွေးရိုးသွားလဲပေါ့ဆိုတော့ကျွန်တော်တို့ပြန်ကြည့်မှတ်တယ်ဗျာဒီတိပညာနှစ်ပုံစစ်စစ် စစ်စင်ရေးပဲပြောရမှာเนาะအဲ့နောက်ပိုင်းမှာပြုတ်ကြတာကိုမြင်ရတာပေါ့เนาะအရင်ကတော့ပြုတ်လဲပြုတ်လဲသိမသိတော့ဘူးဗျာဆိုဟိုတိုင်းရင်တရာကျော်ပေါ့เนาะပြုတ်သွားတယ်စစ်ထဏာကျော်နှစ်ခုဘလောက်ပြုတ်ကြသွားလဲဘလောက်အင်အားရောသွားလဲပေါ့ဘယ်လိုများပြောပြနိုင်မလဲဟုတ်အာဘလောက်ရောက်သွားလဲဆိုရင်ကျွန်တော်အခုလောတဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုအာစခကဌာနချုပ်ဆိုရင်ရခိုင်ထဲမှာ၃ခုအာကျွန်တော်တို့ဒီဟိုဟာထဲမှာဆိုရင်အာကျွန်တော်တို့ရှမ်းမြောက်ဘက်မှာဆိုရင်အာ၃ခုပေါ့နော်အ အာအလုံးမစကားထဏာချုပ်နဲ့ဓာတ်ကစတွေပါတယ်အလုံးမ6ခုလောက်အာတို့ဖြည့်စည်းသွားပြီအာနောက်ပြီးတော့တို့ရဲ့နယ်စပ်တွေမှာရှိတဲ့တချို့တော့တိုင်းရင်းစစ်ဌာနချုပ်တွေအာပြည့်စည်းသွားပြီအစ်စ်ပြူကအခြေချစခန်းတွေကျွန်တော်တို့ပြည့်စည်းသွားပြီအော်ဒီကပြည့်စည်းသွားတဲ့ဟိုပါဘောနစစ်ဌာနချုပ်6ခုမှာပဲကျွန်တော်တို့ကြည့်မယ်ဆိုရင် အနည်းဆုံးအာဘောနဟိုတိုင်းရင်းဌာနချုပ်60ဝန်းကျင်လောက်ကျွန်တော်တို့ရှိတယ်အာတိုင်းစစ်ဌာနချုပ်2ခုကကျွန်တော်တို့ထက်တော့မယ်ဆိုရင်အနည်းဆုံးတိုင်းရင်းတရာဆိုတာကတော့ အာကျွန်တော်တို့တိတိကျကျကိုပြောလို့ရတဲ့အနေအထားတစ်ခုပါဒါကလုံးဝကိုပျက်စီးသွားတဲ့အနေအထားတစ်ခုလို့ကျွန်တော် ပြောရအောင်ဒါတော့မှရှေ့တန်းမှာတချို့တက်တွေတက်ဖွဲ့စည်းပုံပြက်ပြီးတော့ပျက်စီးသွားတဲ့တက်တွေကိုကျွန်တော်တို့ထည့်တွက်မှာဆိုတရာကနေပြီးတော့200ဝန်းကျင်ကတော့ကျွန်တော်တို့ပြေးမလွတ်ပါဘူးဒါကတကယ်ပျက်စီးသွားတဲ့အခြေအနေတစ်ခုအဲ့တော့ဒီကနေပြီးတော့စစ်သားရင်ကဘယ်လောက်ပျက်စီးသွားမလဲဆိုရင်ကျွန်တော်တို့အဲဘောနော်ကြားချပြီးတော့ပဲကျွန်တော်တို့စဉ်းစားကြည့်ပါတော့ဘောနော်ဟို150ပဲကျွန်တော်ထားပါတော့တရင်ပေါင်း150အာကျွန်တော်တို့ပျက်စီးရဆိုတော့တရင်တရင်ကို ကျွန်တော်တို့လူရောက်နိုင်ရနဲ့ပဲတော့ဒါကကျွန်တော်ပို့ပို့တတ်တာထက်တတ်တာအခုစစ်မှုတန်းအင်အားတွေဘာညာတွေဒါတိုင်းတော့ကျွန်တော်ပို့တာထက်တယ်အနည်းဆုံး၃တောင်းကတော့ဒီတိုက်ပွဲတွေရာစင်ပျက်စီးသွားတဲ့အခြေအနေတစ်ခုကိုအာကျွန်တော်တို့ဟိုပြောလို့ရတယ်ဗျာဒါကငင်းလို့မရတဲ့အနေထားကြီးတစ်ခုလို့အာကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အာအဲ့ဒါကကျွန်တော်တို့တခြားသောတပ်တွေကလည်းမြန်မာတိုင်းငံလုံးမှာရှိတဲ့စစ်တပ်တွေကနေပြောပျက်စီးသွားတဲ့အင်အားတစ်ခုကိုအာကျွန်တော်တို့ဟိုအတိအကျအာကျွန်တော်တို့ပြောလို့မရပါဘူး။တေချာတခုတော့စစ်တပ်တွေလက်ရှိအခြေအနေအရ အော်ဒီတိုက်ပွဲတွေကတဆင့်သူတို့ရှုံးနေသွားတဲ့အခြေအနေတွေကတခုတဆင့်ကနေပြီးတော့သူတို့စစ်ရင်အပေါင်း4000ကနေ5000ဝန်းကျင်လောက်ကတော့သူတို့ပျက်စီးနေပြီလို့ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေတခုရှိပါဟုတ်အော်ပေါင်းလို့တအားကကျွန်တော်900ကျော်လောက် ရှိတယ်ပြောတော့ဗျာ150သို့ဖို့တပူလောက်ပြတ်သွားတာပေါ့နော်ဆိုတော့ဒါပေမဲ့အခုပြန်ကြီးမယ်ဆိုရင်ကျွန်တော်တို့ဟိုတက်ပညာနှစ်ခုဟိုရှမ်းမြောက်မှာအပြေးရလိုက်တော့လဲပါတော့ဆိုတော့နော် ဆိုတော့အချိန်လေးကကျွန်တော်သတိထားမိသလားဆိုတော့ပြီးခဲ့တဲ့ဒီဇင်ဘာဗျာကျွန်တော်မင်တပ်မျိုးသေးတိုက်ပွဲနောက်ပိုင်းအခုတော့လာပဲဆိုတော့မျိုးသေးတာမရှိတော့ဘူးမရှိသေးဘူးပေါ့နော်ကျွန်တော်တမိုင်းဖက်ကတဖက်မှာလည်းစစ်ကောင်စီမှာဗျာဟိုရုရှားသွားလဲတရုတ်သွားလဲပေါ့စစ်ကောင်စီကလည်းအခုဒီဇင်ဘာကနေစာပြေသွားလာပဲသူလည်းဆိုတော့ခါကြသူကမှထောက်ခံလည်းပြောမလားကျွန်တော်ပါလက်နဲ့ရလာတော့မသိဆိုတော့အဲ့အဲ့တော့ခါဒီလိုအချိန်လေးကအဲ့လိုဖြစ်သွားတယ်ဗျာဆိုတော့အဲ့ဒါကဘယ်လိုဘယ်လိုပြောလို့ရလဲကျွန်တော်နိုင်ငံခြား စစ်တပ်နိုင်ငံခြားထောက်ခံလို့လားမဟုတ်တော်လိုင်းဖေကပြင်ဆင်လို့နေလို့လဲတော်လိုင်းဘက်ကပြင်ဆင်မှုကတော့သူ့ဘက်သူအတိုင်းထားတခုရှိပါတယ်တော်လိုင်းဘက်ကနေပြီးအားနေဝါလို့စစ်တပ်ကိုတိုက်ခိုက်နိုင်မှုအခြေအနေကငြိမ်သွားတာလားလို့တော့အာကျွန်တော်တို့ပြောလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့အာတော်လိုင်းဘက်မှာအာတဖြည်းဖြည်းအာစုဖွဲ့မှုတွေအားကောင်းလာတယ်အာသူ့ဘက်သူအာတပေါင်းတပ်တပ်တွေစုပေါင်းပြီးတော့ဟိုတိုက်ခိုက်မှုအခြေအနေတွေကတော့ယနေ့အချိန်ထိကျွန်တော်တို့မြင်တွေ့နေရတာတခုပဲစစ်တပ်ရဲ့ပုံစံနည်းနည်းပြောင်းလာတယ်လို့ ကျွန်တော်တို့ပြောရမယ်ဗျစစ်တပ်ပုံစံဘာကြောင့်ကြောင်းလာလဲဆိုရင်စစ်တပ်ဒီနဂိုရီးယား fire power ကိုအားကိုးပြီးတော့စစ်တိုက်တဲ့တပ်တစ်ခုဖြစ်ပါတယ်နောက်ပြီးတော့သူတို့ရဲ့အင်အားကိုအသုံးချပြီးစစ်တိုက်တဲ့တခုဖြစ်ပါတယ် fire power လည်းပေါ့နော်ပြစ်ကူနဲ့ဒီစစ်အင်အားကိုပေါင်းဆက်ပြီးတော့သူတို့စစ်တိုက်တဲ့ဟိုဟိုတပ်တစ်ခုပေါ့ပေါ့နော်စစ်တပ်တစ်ခုလို့ကျွန်တော်ပြောလို့ရအဲ့တော့ဒီအခုနောက်ပိုင်းမှာသူတို့အနေနဲ့ fire power ကိုပို့ပြီးတော့တုံးလာတဲ့အခြေအနေတခုကိုကျွန်တော်တို့ကောင်းကောင်းလေးကိုတွေ့မြင်နေရတယ် အာဘာတွေတုံးလာလဲဆိုတော့ဥမာ drone လို့ဥစားမျိုးတွေနောက်ပြီးတော့အာကျွန်တော်တို့ဟိုဘာမလဲဒီလေချောင်းကနေပြီးတော့အာဒီဟိုအာဒီလေဒီတွေနဲ့ဟိုဘာနော်အာကျွန်တော်တို့ live ပြီးတော့ဖုန်းလိုက်ချဲချတဲ့ဒူကိုရိုင်းလိုက်ဖုန်းချဲချတဲ့ဥစားတွေအာနောက်ပြီးတော့အာဟိုသူတို့ရဲ့ထောက်လှမ်းမှုစနစ်တွေအာဒါလေးတွေကအနှဲငယ်ဘောနော်တိုးတက်လာတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်။နောက်ပြီးတော့သူတို့ရဲ့အာဟိုအရင်တော့ကကျွန်တော်တို့တော်လှန်ရေးတပ်တွေကိုသူတို့ပြစ်ခတ်တဲ့ တိုက်ခိုက်တဲ့အခါမှာပစ်မှတ်တည်နေရတိတိကျကျကိုသူတို့အနေနဲ့ပြစ်ခတ်နိုင်တယ်လို့ရှိတယ်။ဒါပေမဲ့တွန်လိုင်းတက်တွေကတဖြည်းဖြည်းနဲ့မျိုးတွေအထဲကိုရောက်လာတဲ့ဟိုပစ်လာတဲ့ဆိုမှာပစ်မှတ်တည်အနေနဲ့အရန်ရှာပြန်မလို့တဲ့အခြေအနေတစ်ခုကိုသွားတွေ့ရတယ်။အဲ့တော့သူတို့အနေနဲ့ fire power ကိုငကူကားထပ်ပို့ပြီးတော့တိုက်ခိုက်နိုင်တဲ့အခြေအနေတွေကျွန်တော်တွေ့ရပါတယ်။အခုလောလောဆယ်ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုရင်တော့တောင်ခမ်းဘက်မှာဆိုရင်အဲ့လိုမျိုးအခြေအနေပြီးတော့ပြန်ပြီးတင်းစီရမိတဲ့အခြေအနေတွေလို့အာသူတို့အနေနဲ့ပြန်ပြီးဥမာတိမ်ပင်လေတို့ဘာလို့နောက်ထုံသားတဝိုက်ထိသူတို့ပြန်ကတ်သွားနိုင်တယ်ဆိုတာ ဒီလိုအခြေအနေတွေကနေတဆင့်တက်သွားတာလို့ကျွန်တော်ပြောလို့နောက်တစ်ခုကသူတို့တစ်ဖက်မှာဆုံးရှုံးသွားတဲ့ဘာသာလောက်ဆိုတဲ့အင်အားကိုတစ်ဖက်မှာ free wi ဟိုပါတော့ကျွန်တော်2024 April ကနေစပြီးယနေ့အချိန်ထိဆိုရင်အလဲဆုံး3000လောက်နေ5000လောက်ထိအာသူတို့စစ်မှုထမ်းဥပဒေရဟိုပါတော့ဟိုစုထားတဲ့အင်အားတစ်ခုသူတို့ပြန်ရအောင်အဲ့အင်အားကိုသူတို့ရှေ့တန်းနေမှာလဲပြန်ပြီးတော့ပြန်အသုံးချနိုင်ပြောချင်တာကသူတို့ရှေ့တန်းမှာဒူးတစ်ခုပြန်ပြီးတော့တယ်လို့ရအောင် သူတို့ရဲ့အင်အားလောက်ကနေပြီးထပ်ပေါင်းပေးနိုင်လိုက်တဲ့အခြေအနေတခုရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ပဲအဲ့တော့ဒီအခြေအနေရဲ့ပေါင်းဆက်မိသွားတဲ့အခါမှာငကူကားထပ်ပို့ပြီးတော့တိုက်ဖို့ခတ်တဲ့အခြေအနေတခုကိုရောက်သွားတာလို့ကျွန်တော်တို့ပြောရမယ်အဲ့တော့ဒီလိုရှင်းနှမ်းမှာအဓိကတော့ဟိုဘာလို့စစ်မြေပြင်တွေမှာအဓိကတော့ဟိုဘာလို့ဟိုတစ်ဖက်ကနေပြီးဘုံသီးတွေအာကျွန်တော်တို့ပြစ်အားတွေတောက်လျှောက်သုံးနေပြီဆိုတော့တော်လိုင်းတက်တွေဘလောက်ပဲဟိုဘာစစ်ဖြူဟာကောင်းကောင်းဘလောက်ပဲဟိုဟာဖြစ်ဖြစ်တိုးဖို့ဆိုတာခတ်ပါနောက်ပြီးတော့နေမြေတိမ့်ပတ်ရရှိဖို့ဆိုတာခတ်ပါ အဲ့တော့အဲ့အခြေအနေတကူကလည်းငကူကထက်နည်းနည်းလေးတော့ပိုခက်ခဲသွားတဲ့အခြေအနေတကူတော့ရှိရစစ်တပ်ကလည်းအဲ့လိုမျိုးအခြေအနေပြန်ဖြစ်အောင်သူကလည်းဒီဘက်ကမရရအင်အားတွေကိုအာဟိုဘောနော်ရှေ့တန်းကိုစစ်မှုတန်းကြောက်လာတယ်အနည်းဆုံး3လလောက်သူတို့ training ပေးတယ်ပြီးရလဲရှေ့တန်းစစ်မှုပြင်နေပို့တယ်ပြီးရင်ရှေ့တန်းမှာအာဟိုရှေ့တန်းကိုလွှတ်တယ်အဲကျွန်တော်အဲ့ဥစားဘာကြောင့်ဒါတွေပါနေလဲဆိုရင်အခုနောက်ပိုင်းဖမ်းမိတဲ့နေရာမှာဆိုချင်းလို့ရခိုင်လို့ဟာကချင်းလို့ရှမ်းမြောက်လို့ ဒီရှမ်းမြောက်မှာတော့ကျွန်တော်တိတ်တွေ့ဘူးဒီဘက်တွေမှာတော်တော်များများနေရာတွေမှာဖမ်းမိလိုက်ပြီဆိုစစ်မှုထမ်းဥပဒေလူတွေကဖမ်းခံတော်တော်များတယ်အဲ့တော့ဒီလူတွေရဲ့ရှေ့တန်းမှာဒူးတစ်ခုအနေနဲ့တည်ရှိနေတာအဲ့တော့ဒီဒူးကလည်းအရင်တော့တနက်၁၀လက်နဲ့ပြစ်တယ်ဆိုအခုအသက်တနက်အလက်၂၀နဲ့သူတို့ပြစ်နိုင်တယ်အဲ့တော့အဲ့လိုအခြေအနေတစ်ခုဒီဘက်ကကျွန်တော်တို့တော်လှန်ရေးတပ်တွေလည်းတိုက်ခိုက်ဖို့အတွက်ငကူကားထပ်ပို့ပြီးတော့ခတ်ခဲသွားတာပေါ့အဲ့တော့လက်ရှိအခြေအနေဒီဘာကြောင့်ငြိမ်သွားလဲဘာကြောင့်ဟိုကဖြစ်လို့လဲဆိုတော့စစ်တပ်ကနေပြီးတော့သူတို့ရဲ့ အာပေါ့နော်ပေါက်ပြဲနေတဲ့ concept တွေကိုအင်အားနဲ့ fire power နဲ့ပေါင်းပြီးတော့ပေါ့နော်ဟိုနီးပညာနဲ့ပေါင်းပြီးတော့တိဆောက်လာနိုင်တဲ့အခြေအနေတစ်ခုတော့ကျွန်တော်တွေ့ရတယ်ဒါကစစ်တပ်ဘက်ကအတက်ဘက်ကိုဟိုပါပေါ့နော်ဟိုပြန်ပြီးတော့တက်အောင်သူတို့ရဲ့စစ်တပ်ကိုတက်အောင်ပြန်ပြီးတော့ဖြည့်ဆည်းနိုင်တဲ့အတိုင်းအတာမှာတော်လိုင်းတက်တွေအတွက်အခက်ခဲလေးတွေပိုကြုံသွားတာလို့လည်းကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့တော့တစ်ဖက်မှာတော့ AA ရဲ့ထုတ်စစ်ရှိတော့ပေါ့နော်ဆိုတော့အဲ့ဒီမျိုးတွေကခုနကခုနကပြောဒီနေ့ဒီနေ့ဝက်ကနော် ဘယ်လိုကောင်းလဲဒါလည်းသတင်းလို့ပြောရမလားလူပြောများတဲ့သတင်းอ่ะဗျခုနကဟိုနောင်ချူတိပင်းလဲကိုစတားပြန်သေးလိုက်တယ်ဆိုတဲ့သတင်းတော်တော်ဟော့ဖြစ်နေဗျဆိုတော့အဲ့ဒါကိုပဲကျွန်တော်ပြောချင်တာအရင်ရောက်ရင်ကျွန်တော်တို့တောက်ခမ်းတောက်ခမ်းနေပြီပြည်ဦးလွေကဟိုဘက်ကဆိုရင်ဘလောက်ဘလောက်မှမကြံတော့လို့လေเนาะ -20 လောက်ပဲရှိတယ်အခုတောက်ခမ်းနေပြီးတော့အခုနောက်ချူဆယ်မိုင်ပဲကြံတော့တယ်ပြောတယ်စတားတိပင်းလဲသေးတယ်ဆိုရင်အဲ့ဒါအရေးကြီးတယ်ပြောင်းလဲထင်တယ်ဗျဘယ်လိုများပြီပါရဘယ်လိုမြင်လဲအဲ့ဒါ စစ်တပ်အတွက်စိတ်ဓာတ်ပိုင်းဆိုင်ရာအပြောင်းလဲစီရေးပြူပါပိုင်းဆိုင်ရာအပြောင်းလဲဖြစ်သွားနိုင်တယ်ဗျဒါကကျွန်တော်ဘောနော်စိုးရင်တဲ့ဘက်ကနေပူပန်တဲ့ဘက်ကနေပြကျွန်တော်ကတော့ကျွန်တော်မြင်တဲ့အမြင်တစ်ခုပါအဲ့တော့ဟိုဒါကလည်းလက်တွေ့အခုအချိန်မှာဆိုရင်တောင်ခမ်းဘက်မှာအရင်တော့ဆိုရင်ဟိုဘောနော်တိုက်ပွဲတွေဖြစ်တယ်ဒီကောင်းလေးတက်တီအပြောင်းလဲမလုံနိုင်ဘူးအခုနောက်ပိုင်းဆိုတက်တီအပြောင်းလဲလုံတယ်အခုနောက်ပိုင်းဆိုဘယ်လောက်ထိအောင်လုံလာလဲဆိုဒီအောင်ဝဲရရှည်တန်းပြန်တက်မတော်သားတွေကိုကြိုးတူပါတယ်ဆိုတော့ ဗီဒီယိုဖိုင်တွေဆိုရင်ကျွန်တော် TikTok တို့ဘာလို့မှာဘလူးပြန်နေအာပြောမယ်ဆိုဝါရဖြန့်ချီလာပေါ့ဒီကနေပြီးတော့ရှားလာတဲ့ပုံရိပ်တွေကိုဝါရဖြန့်ချီနေပြန်ပြန်သုံးပြီးတော့သူတို့ရဲ့စစ်တပ်ထဲမှာသူတို့ရဲ့ထောက်ခံသူတွေကိုအာဘလူးမျိုးပြန်ပြီးတော့ပေါ့နော်ငါတို့ခြေတန်းတွေမှာပြန်နိုင်နေပြီငါတို့ပြန်လုံနိုင်နေပြီဆိုတော့ပုံရိပ်တစ်ခုကိုစစ်တပ်ကပြန်တော်တော်များများကိုချပြလာကိုတွေ့ရအခုတောင်ခမ်းမှာလက်တလောဖြစ်သွားတဲ့အခြေအနေတွေကိုကြည့်ရမယ်ဆိုရင်ဥပမာလေးဟိုဟိုကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်အာ TNL ဘက်ကအခြေအနေမကောင်းတဲ့အခြေအနေတစ်ခုရှိတယ်လို့ ပြောရမယ်ပုံစံမျိုးလို့လည်းကျွန်တော်ကတော့မြင်နေတယ်ဗျ။ဘာလို့လဲဆိုတော့စစ်တပ်ဘက်ကအပတ်မှာတော်တော်လေးကိုအတားအသီးရလိုက်တာ။တိုက်ပွဲတွေမှာတကယ်လည်းမြေပြင်မှာအတားအသီးရတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်။အဲ့တော့ဒါကလည်းကျွန်တော်ရှေ့ကပြောတဲ့ဥစ္စာပေါ့နော်။သူတို့ရဲ့ဒီ fire power ကိုသူတို့ကောင်းကောင်းကိုအသုံးချနိုင်လိုက်တာ။နောက်ပြီးတော့အဝါဘာနော်သူတို့ရဲ့တံပြန်ထိုးစစ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော်။အာဒီခံစစ်ဖြစ်နေရတယ်ပြီးတော့ချက်ချင်းကိုတံပြန်ထိုးစစ်ထိုးပြီးတော့အာနည်းနည်းလေးအားပြော့နေတဲ့အချိန်မှာ အာပြန်ပြီးတော့ထိုးရတဲ့အခြေအနေတခုလို့ကျွန်တော်ပြောရအောင်အဲ့တော့ TNLA ကတော့အခုလောဆယ်ဒီတောင်ခမ်းကနေတဆင့်ဆက်ပြီးတော့ကျွန်လာမဲ့ဒီစစ်တပ်ကိုဘယ်လိုဆက်ပြီးတော့ခုခံမလဲဒါမှမဟုတ်ပြန်ပြီးပဲတက်မြန်တိုက်ဆက်နဲ့ပြန်တိုက်မလားဆိုတာတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အနေအထားတခုလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီအခြေအနေတခုကနေပြီးတော့စစ်တပ်ရဲ့တခြားသောစစ်မျက်နှာပြင်နေပါပါစိတ်သက်ခွန်အားလောလောကောင်တခြားသောအခြေအနေကတော့ရရှိသွားနိုင်တဲ့အခြေအနေတခုရှိရနောက်ပြီးတော့ဒီလိုရရှိအောင်လဲသူတို့ရဲ့ lobby တွေတချို့ဥစားတွေကလည်း indict အားတိုက်ကိုအတကုံး သူတို့ဒီရုပ်စာကိုလော့နေတာတွေ့ရနောက်ပြီးတော့ဒီအခုဟိုဟာအာဘောလားတမ်ဘရောနေ့ဆိုပြီးတော့သူတို့ပြောတယ်ဒီ28ရက်နေ့ပါဆိုဒါနဲ့ပတ်သက်ပြီးတော့ဘယ်လောက်တောင်လော်အောင်မလဲမသိဘယ်လောက်တောင်ဟိုဟာဖြစ်အောင်မလဲမသိဘူးဆိုတော့ကျွန်တော်တို့တွေ့ရမယ်ဟုတ်လားအဲ့တော့ဟိုပြောပြောရမယ်ဆိုရင်တော့စစ်တပ်ကိုကျွန်တော်တို့ကအချိန်ပေးလို့မရဘူးကျွန်တော်တို့လက်တော်ကြုံလိုက်ရတဲ့သင်ခန်းစာရလို့ပြောရမယ်ဆိုစစ်တပ်ကိုကျွန်တော်တို့အချိန်ပေးလို့မရဘူးဒါပေမဲ့စစ်တပ်နဲ့တွေ့နေလို့မရဘူးပြောမယ်ဆိုစစ်တပ်ကဆွေးနွေးနေတော့အချိန်ပေးနေတော့မှာ तू ကသူ့အင်အားကို तू ပြန်တိဆောက်တယ်သူ့ရဲ့ပုံစံကို तू ရအောင်ပြန်တိဆောက်ပြီးတော့ ပြန်ပြီးတော့ကိုယ်တွေပြန်ဒုက္ခပေးသွားတဲ့အခြေအနေဒီအတိုင်းအတာတစ်ခုဖြစ်တယ်။နောက်ပြီးတော့တွန်လိုင်းတက်ဖွဲ့တွေကြာကျွန်တော်တို့အများနဲ့အမှတ်ထားရမှာတစ်ခုကစစ်တပ်ဒီကျွန်တော်တို့အထင်လဲကြီးလို့မရဘူးအထင်လဲမသေးရမယ့်အာကျွန်တော်တို့စစ်တပ်တစ်ခုဖြစ်တယ်။အဲ့တော့ဘာလို့လဲဆိုတော့သူ့မှာ resource တွေအားလုံးကိုပြန်ပြီးတော့တိဆောက်နိုင်တဲ့အခြေအနေတစ်ခုရှိတယ်။သူ့နောက်မှာသူ့ကိုထောက်ခံကူညီအားပေးနေတဲ့နိုင်ငံတွေရှိတယ်။နောက်ပြီးတော့သူ့မှာနှီးပညာတချို့တော့ဟိုအရန်အစင်မမြင့်ဘူးလို့ကျွန်တော်တို့ဟိုပြောလို့ရပါပဲ။အဲကျွန်တော်တို့သူ့မှာ ထိုက်တဲ့တလောက်နီးပညာတွေသူ့မှာရှိတယ်သူ့မှာလေတက်တွေရှိတယ်တခြားဥစားတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကစစ်ကိုအရှိန်မြင့်နေတော့မှာရားသလောက်ကိုကျွန်တော်တို့ဖိတိုက်မှရမယ်အခြေအနေတခုလို့ကျွန်တော်ပြောရတယ်တိုက်ပွဲရဲ့သဘောတဘာပေါ့အားရစစ်ပန်းတာကတော့မှန်တယ်အတို့ပင်မတို့ပင်မစစ်တက်ရဲ့ဟောတော့ငါတို့ပြန်မထိုးနိုင်လောက်ပေါ့စစ်တက်ကရှေ့မတိုးနိုင်လောက်ပါဘူးဆိုပြီးတော့နည်းနည်းလေး short တက်သွားမယ်ကျွန်တော်တို့တော်လှန်ရေးတပ်တွေတက်ပေါ့နော်ဟိုတင်ကန်းသာအကြီးကြီးတွေထက်ရမယ်အခြေအနေဖြစ်တယ်ဒါပေမဲ့အဲ့တင်ကန်းသာဟာကျွန်တော်ဘယ်တော့မှမယူရမယ်တင်ကန်းသာလို့ပဲကျွန်တော်မြင်နေတယ် ဟုတ်ဟုတ်โอเคဆိုတော့ဒါဒီတက်မတော်နေနဲ့အခြေကိတ်လောက်တော့เนาะတောက်ခန့်ရတော့ဆိုတော့ကျွန်တော်တစ်ဖက်ရလဲဗျာ TOPR တို့မှာစကောင်စတန်နယ်သွားဆွေးနွေးတာတို့ဘာတို့ကလဲဒါကလဲစစ်တပ်တကယ်ဆွေးနွေးမဲ့ထင်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဟိုပေါ်ပေါ်နေတာဒီလဲပါနေတာဗောနော်မပြောတာဘူးလေမြည်ပြင်ချင်တဲ့ဘလို့လာမလဲဆိုတော့ဆိုတော့ဒါဒါတောက်ခန့်ဖက်ရချင်နေပြီဗျာလောလောဆယ်ကျွန်တော်အဲ့ဒီတရင်နေ့စဉ်ပြောနေတာလေတောက်ခန့်တိုက်ပွဲကညီလိုက်ဖြစ်လိုက် တော့ကျွန်တော်အခုမေးချင်တာကဗျာညီနောင်သုတ်ဖွယ်ဟို MND ရဟိုနေရာဆွေးနွေးတယ်တရုတ်နဲ့တရုတ်နဲ့မဟုတ်လေစစ်တမ်းနဲ့ဆွေးနွေးတာအဆင်မပြေဘူးပေါ့နော်လာရှုပ်ပြီးစတည်ရင်လည်းဆွေးနွေးတာအဆင်မပြေဘူးအခုတည်ရင်လေးကိုစစ်တမ်းကနောက်ချူတီထိုးမဲ့သဘောရှိတယ်တော့ညီနောင်သုတ်ဖွယ်တယ်အခုအဓိကမေးချင်တာအေးအေးဗျာကျွန်တော်အရင်ကဆက်ပါပါအရင်တော့ကျွန်တော်ဟိုပြောတာဒီအကောပါစားရရှိတဲ့နေရာအေးရဥတီလာရဗျာအေးရဝဒီကနေပြီးတော့ဒီတောင်ကုန်းနေပြီးပကူပကူအဝင်ပေါ့နော်ကျွန်တော်ခုညောင်ခြေတောက်တို့ဘာလို့လာရောက်နေပြီ မကွေးလည်းဝင်တယ်ဆိုတော့ဒီမှန်လာတော့ဗျာဒီမိုးရပတိလန်းလာမိုးရပတိလန်းရဲ့နောက်ရပတိမြင့်အနောက်ကန်းတခြားကိုအေးရထိမဲ့တဘောပေါ့ဆိုတော့အဲ့လောလောဆယ်ထူချာဆိုးနေပြီပါအမြောက်ဆိုတာအဲ့အေးရထိုးစေဖြစ်လာဘယ်လိုမြင်လဲဗျာဟုတ်တယ်အေးလိုပဲကျွန်တော်တို့ကအာငါတို့ပြီးွားပြီငါတို့ဒီနေမီတော့ရောက်သွားပြီပြီးမှကျွန်တော်တို့ထပ်တိုက်မယ်ဆိုတာတည်းအေးလိုပဲစစ်အရှင်ကိုကျွန်တော်တို့ချလို့မရအေးရစစ်အရှင်ကိုမချဘူးယနေ့အချိန်ဒီမှာသူ့ရဲ့တက်တွေဆက်ပြီးတော့ အပြင်ဘက်မှာထပ်ပြီးတော့ထိုးနေတယ်အဲထိုးတယ်ဆိုတဲ့နေရာမှာလဲစစ်တပ်ရဲ့ဒီအရင်မြစ်ရှိနိုင်တဲ့နေရာတွေကိုသူတို့ထိုးတယ်နောက်ပြီးတော့စစ်တပ်ရဲ့သူ့သူ့တွေကိုပြန်ဝင်လာနိုင်မဲ့လမ်းကြောင်းတွေကိုစိုးမိုးလို့ရအောင်ထပ်ပြီးတော့ကြိုးစားတယ်ပြောရမယ်ဆိုသူ့ရဲ့အပြင်ကနေအတွင်းဝင်လာလို့ရမယ်စီအားလုံးကိုလိုက်ပိတ်လိုက်တယ်လို့ကျွန်တော်တို့ပြောလို့ရအဲ့တော့အချိန်တွေတခုကကျွန်တော်တို့လောက်ကိုလောက်ပါဘာလို့လဲဆိုတော့စစ်တပ်နဲ့စစ်တပ်ကအချိန်ဆွဲတာပဲဘာပဲပြောသူဒီအချိန်ဆွဲမှာ ဒီနှစ်အတွင်းမှာသူဆွေးနွေးပွဲတွေတခြားဥစ္စာဘာညာရင်လည်းနိုင်ငံရေးအရသူအချိန်ဆွဲမှုတွေကသူအများကြီးလုပ်မှာဒါပေမဲ့မြေပြင်မှာသူ့ရဲ့ပါဇက်ကထွက်တဲ့အတိုင်းသူလုပ်နေတာမဟုတ်သူ့ရဲ့ပါဇက်ကထွက်တဲ့အတိုင်းသူလုပ်နေတာမဟုတ်တံပြန်ပြီးတော့သူဖိအားပေးနေတာပဲမြေပြင်မှာအဲ့ဒါတက်တွေကိုအင်အားဖြည့်တယ်ဥမာ MND ဘက်ကျွန်တော်တို့လာရှုဘက်ဆိုလဲအခုအချိန်မှာလာနိုင်ငံရေးဆွေးနွေးပွဲဘာညာရင်လည်းတရုတ် ပြည့်ချောင်းဝင်စိတ်သက်မှုလို့ပါလို့ကြောင့်စပွဲပွိုင်းနေမှာတို့စကားတွေပြောထားပြင်မယ်ဘာမှသဘောတူညီချက်တိတိကျကျထွက်လာတာကြီးကျွန်တော်တို့မတွေ့ရအောင်အတချို့တော့လာပြန်ပေးရမယ်မပေးရဘူးဆိုတော့ဟိုတခုချားမှာပဲအခုဟိုဘက်ဒီဘက်လွန်ဆွဲနေတဲ့ကာလတခုလို့ပြောလို့ရအဲ့တော့အဲ့လိုအချိန်ကာလကြာမှာ तू ကသူ့တက်ရင်ရောသူပြန်ပြီးတော့တိဆောက်တယ်ဥမာမိုင်းရဲ့မှာတိုင်းစံတာနာကျုပ်ကိုပြန်ပြီးအခြေချရဲအပြီးတော့အက်ကနေပြောတဆင်တက်တွေပြန်စုတယ်မူဆယ်တို့ဘာလို့မှတက်တွေပြန်စုတယ်အက်ကနေတဆင်ပြောရမယ်ဆိုဟိုပေါ့နော်အဟုတ်ပြီကွာအစင်မပြေဘူးဆိုပြီးတော့ဘုံးဆိုဝင်ချမဲ့ ပုံစံမျိုးထိသူလှုပ်ချင်လှုပ်သွားနိုင်တဲ့အခြေအနေတခုရှိတယ်။ကျွန်တော်တို့အဲ့အခြေအနေကိုစက်တက်ကိုဒုံးဝကိုပေးလို့မရတဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရတယ်။အဲ့တော့အေးအခုလက်ရှိလှုပ်နေတဲ့ပုံစံဒီအာပြောရမယ်ဆိုဟိုတခြားဖွဲ့နေမတူဘူးပေါ့နော်။သူကနည်းနည်းလေးအာပို့ပြီးတော့ကောင်းခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။အာနောက်ပြီးတော့ AA ရဲ့မဟာမိတ်နဲ့မဟာမိတ်တွေနဲ့တွဲပြီးတော့လှုပ်နိုင်စမ်းရတယ်။အတိုင်းတာတစ်ခုထိအာရှိတယ်ပေါ့နော်။အာသူဘယ်နေရာမှာပဲဖြစ်သူဝင်ပြီးတော့တိုက်တယ်။အာသူကိုယ်တိုင်လည်းအာသူ့ရဲ့မဟာမိတ်တွေနဲ့ power ကိုသူ တိဆောက်တယ်အခုဆိုလဲဒီဟိုညောင်ချောက်တို့ဘာလို့မှာညောင်ကျိုးတို့ဘာလို့မှာကျွန်တော်တိုက်နေတာဒီပြောရမယ်အဘက်က data gain pdf တွေနဲ့သူပေါင်းပြီးတော့တိုက်နေတာအဲ့တော့အဲ့အခြေအနေတခုကလည်းကောင်းမွန်တဲ့အခြေအနေတခုရှိရနောက်ဆုံးသူအန်းကိုတိုက်တဲ့အချိန်မှာဒီဘက်မကွေးအန်းပထန်လန်းကနေပြီးတော့တက်လာမယ်စစ်ကြောင်းတွေအဘက်ကဒီဘက်က pdf တွေကဖြတ်ချပေးနိုင်တဲ့အခြေအနေတခုကိုသူရောက်အောင်လှုပ်ထားနိုင်တယ်နောက်ပြီးတော့ဒီသူ့ရဲ့အနောက်ဘက်ကဝင်လာမယ့်အခြေအနေတွေလည်းသူ့မှာဟိုထန်တားနိုင်တဲ့အစီအစဉ်စီမံနိုင်စွမ်းက AA မှာရှိတယ်အဲ့တော့တက် တက်အင်ကတက်ပါဝါရတော့တစ်ခုနဲ့တစ်ခုကတော့နည်းနည်းလေးကွာခြားမှုတော့ရှိမယ်ဒါပေမဲ့ A ရဲ့လက်ရှိပုံစံအတိုင်းပေါ့နော်စစ်တပ်ကိုစကားပြောမဲ့ဆွေးနွေးမဲ့ဆိုပြီးတော့အာသူ့ကိုပြန်ပြီးတော့အချိန်ဆွဲထားမယ်အချိန်တွေတခုလို့ပြောလို့ရတယ်ဒါပေမဲ့ကိုယ်အလုပ်ကတော့ကိုယ့်ဘောက်ကိုမြေပြင်မှာပေါ်တရာရှိရတော့ပေါ်မရရမယ်တခုပဲပေါ့နော်ကျွန်တော်တို့အာဒီဟိုဟို ော်လှန်ရေးမှာတခုကြောက်လာစစ်တဲ့လေချောင်းရတယ်ပြဖျားပေးဖို့ကလည်းနည်းနည်းလေးကြောက်ရတဲ့အနေအထားတခုရှိတယ်ဗောနဒါကလည်းဟာကိုကဘာမှမပြန်မလုပ်ပြနိုင်သေးတဲ့အချိန်တွေကိုဒါပေမဲ့အဲ့ဥစ္စာကိုကြောက်လို့ဆိုပြီးတော့တစ်ဖက်ကနေပြီးတော့ကိုရဲ့စစ်အရှင်ကိုရက်လိုက်မယ်ဆိုရင်စစ်တဲ့ဒီအချိန်ရပြီးတော့ကိုပြန်ဒုက္ခပေးသွားနိုင်တဲ့အချိန်တွေတခုဆိုတော့အာကျွန်တော်တို့ဖယ်သောအခါမှာမေ့လို့မရဘူးအခု AA ရဲ့လောက်ဆောင်ချက်ကတော့ပုံဝင်လင်းလင်းပြောရမယ်ဆိုအဒီဘက် AA တို့ MNDO နဲ့ရင်ဆိုင်နေရတဲ့ပုံစံချင်းမတူဘူးနောက်ပြီးတော့နေမြေချင်း အခြေအနေချင်းမတူဘူး။အာတို့ပင်တော်ညာသူ့ရဲ့စစ်အရှင်ကိုမရက်တမ်းမယ်နဲ့သူလုံးဆရာရှိအောင်ဆက်လုပ်နေတာဖြစ်တဲ့အတွက်စစ်တပ်ရဲ့အေးပေါ်ဒုက္ခပေးပေးနိုင်စွမ်းကတော့တော်တော်လေးအာပေါ့နော်ဒီဘက်လိုဖြစ်လာမယ့်အခြေအနေခုမရှိဘူးလို့တော့ကျွန်တော်မြင်နေဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုစစ်ရှိကိုဆက်တင်ရမယ်စစ်တပ် short way လို့မရဘူးဗျာဆိုလိုတာစကားသွားပြောလို့မရဘူး။ဆိုတော့အဲ့တော့ကျွန်တော်တို့အခုကတက်မတော်နေနဲ့ဆက်ဆိုင်ပြောတော့နှင်းချွတ်မဲ့တယ်ဗျာအခု အခုကျင်းပမှာပေါ့နော်တမန်တော်နေ80 81နှစ်မြောက်8နှစ်ပေါ့တမန်တော်နေကခုနကကတရားပြောသွား8နှစ်တမန်တော်နေကတော့ကျွန်တော်တော်လိုင်းလေးအောက်ဝက်ခံမဲ့တော်လိုင်းနေပြန်ဖြစ်မဲ့လို့ပြောသွားတယ်ဆိုတော့8နှစ်ကိုတမန်တော်နေကိုဘယ်လိုမြင်လဲတမန်တော်ကဒီနေ့အခုထဲပို့ကောင်းလာနေလားဒါမှမဟုတ်ပြုံးသွားနိုင်လားဘယ်လိုများမှတ်ဆက်လို့ရမလဲအဲမှန်းသားလို့ရတယ်စစ်တပ်ကလည်းဒီနှစ်အတွင်းမှာသူ့မှာရွေးကောက်ပွဲလုပ်ဖို့ရှိတယ် အာယူကဝယ်လုံးမယ်ဆိုပြီးတော့လေကိုယ်တိုင်ပြောထားတယ်။အနောက်ပြီးတော့သူ့မှာဖြည့်တင်းဆောင်ရွက်ထားနိုင်တဲ့အခြေအနေတွေကလည်းရှိတယ်။ဟိုရုရှားတို့ဘီလာရုတို့ကနေပြီးတော့သဘောတူညီချက်တွေကလည်းလက်နက်အကူအညီတွေအာဒါရလာတယ်။စီးရေးသဘောတူညီချက်တွေရလာတယ်ရှိတယ်။အနောက်ပြီးတော့ဒီစစ်မှုတန်းဥပဒေကြောင့်သူ့အင်အားကိုသူဖြည့်တင်းထားနိုင်တယ်။အဲ့တော့ပုံမှန်လေးလေးပြောမယ်ဆိုရင်တော့အာကျွန်တော်တို့ကအာဘောလို့ဟိုဒီနှစ်အတွင်းမှာတော်လှန်ရေးတပ်တွေရလုံနိုင်ဇန်းကိုကျွန်တော်တို့ကြည့်မယ်ဆိုတာထက် စစ်တပ်ဘက်ကလည်းလုတ်တဲ့အပေါ်မှာငါတို့ဘလို့တန့်တုံးပြန်ဆောင်ရွက်မလဲဆိုတဲ့အခြေအနေတခုကိုကျွန်တော်ပို့ကြည့်ရမယ်လို့ကျွန်တော်မြင်အဲ့တော့စစ်တပ်ရဲ့အခြေအနေကတော့ကွဲရင်တော့ကွဲနိုင်တဲ့အခြေအနေတခုရှိရဒါပေမဲ့ तू ကလည်းသူ့ဘက်ကိုလုံအောင်လိုက်ကာနေတဲ့အခြေအနေအာတွေ့ရတယ်တွေ့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဟိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုစစ်တပ်ရဲ့ဒီနေ့တင်းအခြေအနေကတော့ကျွန်တော်တို့မှန်းသလောက်တော့လွယ်လွယ်ကူကူအခြေအနေတခုတော့မဟုတ်ဘူးအာသူတို့ပြန်တိဆောက်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကိုတော်လိုင်းတက်တွေတုံ့ပြန်ဆောင်ရွက်နိုင်ဇွမ်းပေါ်မှာပဲစစ်တပ်ရဲ့ အနာဂတ်ကပြောင်းလဲမှုရှိမယ်လို့လည်းကျွန်တော်မြင်တယ်ပေါ့နော်လက်ရှိလက်ရှိအခြေအနေရဆိုရင်တော့ကျွန်တော်တို့ကဝန်လင်းလင်းပြောရရင်တော့ဟိုအားရလားဆိုရင်တော့အားရပါတယ်အာစစ်တပ်ဒီနေရာနှက်မှာတော့သူ့ဘောက်သူကြုံနေရတဲ့အခြေအနေကဟိုပေါ့နော်ဟိုအရန်ကြီးရှည်နှဲစစ်မြေပြင်မှာကောင်းလာတဲ့အခြေအနေတခုမရှိဘူးနည်းနည်းလေးတော့အရင်အားလောက်ဟိုဟိုဘယ်လိုပြောမလဲဟိုအားနေမှုတွေရော့ရဲမှုတွေကိုသူတို့ဘက်ကပြန်ပြီးတော့ပြုပြင်လာနိုင်တယ်အဲဒါတွေကိုတတိထားပြီးတော့တိုက်ခိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စီရေးရှင်မှန်းချက်အောင်မြင်ချက်တွေကအာတော်လိုင်းတက်တွေတော့တော့ အားရွယ်ရှိလာမယ်စစ်တပ်ရဲ့အခြေအနေကတော့တေချာတကောတော့100%ဒီလုံးဝပြန်မကောင်းတော့ဘူးအာသူပြန်တီဆောက်နိုင်တဲ့အလုံးစုံဟောပေါ့နော်90%အကန့်တော့မလွယ်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့လက်ရှိတောင်ခမ်းဘက်မှာအားသာနေပြီမဲ့တခြားဘက်မှာသူ့မှာဟိုခက်ခဲခဲနေတဲ့အကြုံတွေ့ကြုံတွေ့နေရတဲ့အခြေအနေတွေကမတူဘူးပေါ့နော်အဲ့တော့တဏျာနဲ့တဏျာမတူလို့ပဲစစ်တပ်ရဲ့တစ်ခုလုံးပေါ်မှာဟောနော်လွှမ်းမိုးနိုင်စွမ်းထိန်းချုပ်နိုင်စွမ်းတွေကလည်းဒီဘဟုစန်ထရစ်စင်တာကနေပြီးတော့လွှမ်းမိုးနိုင်စွမ်းတွေကလည်းတဖြည်းဖြည်းယော့လာတာဖြစ်တဲ့အတွက် အရန်ကြီးကောင်းလာမယ့်အခြေအနေတခုမှရှိဘူးဒါပေမဲ့အခြေအနေတခုကိုပြက်ပြက်သားသားပြောဖို့တော့ကတော့နည်းနည်းစောနေသေးတယ်လို့ပဲကျွန်တော်မြင်မြင်သေးတယ်ဗျာဟုတ်အဲ့တော့ဘယ်လိုပြောစစ်တာ short တွေ့လို့မရဘူးကျွန်တော်တော်လိုင်းဖျားအရှိတင်ရပါဘူးအဲ့လိုဟုတ်တယ်စီးရေးချိန်ကိုကျွန်တော်တို့များများတင်ရမယ်စစ်တပ်နဲ့စကားပြောဖို့ကျွန်တော်စူးစမ်းလို့မရဘူးနေရာဒေသအသီးသီးကစီးရေးအရှင်ကိုကျွန်တော်တို့ဟိုတင်ရမယ်လို့ပဲကျွန်တော်ထင်တယ်မတင်သေးရေးကတော့ဒီစစ်တပ်ကိုကျွန်တော်တို့ဟို ဘုံဆိုပြုတ်ကွဲသွားမယ်ဆိုပြီးတော့ကျွန်တော်ထိုင်ကြည့်နေပြီးတော့ဘယ်နှမှာတော့တိုက်နေပြီဘယ်နှမှာတော့ဟိုကဖြစ်နေပြီဆိုပြီးတော့ဒီဘက်ကမတိုက်ပဲထိုင်ကြည့်နေလို့တော့မရဘူးစီးရေးအချိန်မြင့်တရမယ်လို့ပဲကျွန်တော်မြင်တယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်စတီယံဝင်းလင်းတဲ့ကျေးဇူးတင်ပါတယ်